အလုံးမဲမင်္ဂလာဗျာကောင်းဆက်တဲ့ဌာနမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပြီးမယ့်ရုပ်သံဗီဒီယိုဖိုင်တွေကတော့မမနိုင်ငံရေးနဲ့ပတ်သက်ပြီးအချက်၄ခုကိုတင်ပြလာတဲ့ကိုရှယ်လေးရဲ့ရုပ်သံဗီဒီယိုဖိုင်လေးကိုပြန်လဲမျှဝေပေးလိုက်ပါရခင်ဗျာဒရမ်ဘာကိုရှယ်လေးကမမနိုင်ငံရေးနဲ့ပတ်သက်ပြီးဘလို့အချက်၄ခုကိုအများပြည်သူသိအောင်တင်ပြထားတယ်ဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာတုံးတဲ့ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းဆက်တဲ့ဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ ကျွန်တော်ပေးခြင်းတဲ့ဗမာနိုင်ငံကြီးအကြောင်းလေးအဲလေးခုပြောမယ်နံပါတ်1ကတော့ကျွန်တော်ရခိုင်ပြည်နယ်ကိစ္စနဲ့ပတ်သက်ပြီးပြောမယ်ရခိုင်ပြည်နယ်ကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်ပြောရမယ်ဥစ္စာကတော့တခြားမဟုတ်ပါဘူးဟိုကောလာဟာလာသတင်းတွေပေါ်လာတယ်ဗျာအဲကောလာဟာလာသတင်းတွေကျွန်တော်အိမ်ရောက်ပြီကဲအဲ့လောက်မြန်တယ်ဆိုတော့အဲ့ဒီပေါ်လာတဲ့သတင်းတွေကမဟုတ်ဘူးကျွန်တော်ပြောခဲ့ပြီးပြီအော်လောက်ကြံဖန်တီးထားတဲ့သတင်းမှာနော် အဲ့ဒီလောက်ကြံဖန်တီးထားတဲ့သတင်းတွေကိုနိုင်ငံရေးနားမလည်တဲ့ဒီတိုင်းဝိုင်းနေအတင်းဖွဲ့တွေဟိုဟာတနည်းအားဖြင့်ပြော NUG ထောက်ခံသူတွေတော်တော်များများကအဲ့ဒီသတင်းတွေကိုရှယ်ခဲ့တယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့အဲ့လောက်ထိ proxy ကစားဖို့လောက်ကိုဘတ်ဂျက်လည်းမရှိဘူးအရေးချင်းလည်းမရှိဘူးပါဝါလည်းမရှိဘူးခင်ဗျားတို့အဲ့ဒါကျွန်တော်ပြောရင်ယုံတော့အမေရိကန်ကလည်းဘင်္ဂလားဘင်္ဂလားဒေ့လိုအစွန်ရောက်တဲ့အများကြီးနေတဲ့နိုင်ငံတစ်ခုနဲ့เนาะဟိုဘယ်လိုပြောမလဲ အဲအဲ့ဒီနိုင်ငံတစ်ခုကိုကြားခံပြီးတော့အမေရိကန်ကနေလှုပ်ရအကြောင်းလည်းမရှိဘူးเนาะဒါကျွန်တော်အိမ်ရောက်ပြီအဲ့ဒီတဲ့ရင်လုံးဝမှားတယ်သူတို့ပြောနေတာတွေလုံးဝစိတ်ကူးရင်တာတွေဖြစ်တယ်เนาะသို့တော့သူတို့ရဲ့တင်ပြနေချက်တွေအခုတော့နည်းနည်းပါသွားပြီ စတင်ပြတာကတော့ဟိုအာအိန္ဒိယသတင်းမီဒီယာတခုကနေတင်ပြလိုက်တာပေါ့ဗျာဒုတိယတင်ပြတာတော့ကိုသိမ့်မြတ်ပါ BBC ကကျွန်တော်လည်းခင်ပါတယ် ဒါသူ့တရေလုံးဝမှားပါတရားရာခိုင်နှုန်းမှားတယ်ဗျာဒဇက်မကိုမမှန်ဘူးဗျာဒီကိစ္စနဲ့ပတ်သက်သူရခိုင်နဲ့ပတ်သက်သူတို့ဘာမှနားလေတဲ့လူတွေမဟုတ်ဘူးလို့ပဲကျွန်တော်ပြောခြင်းတယ်အခုမှဖြာဝင်ခင်းကြတဲ့လူတွေလို့ပဲထပ်ပြောလိုက်မယ်ဗျာဟုတ်မလားဆိုတော့အော်ဒါအိမ်ဘေးကခွေးဟောင်းနေဟိုမှာဆိုတော့အဲ့ဒါတစ်ချက်ပေါ့လေနောက်တစ်ချက်ကရခိုင်ပြည်ရဲ့ပြဿနာကအော်ကျွန်တော်ပုံမှန်လေးလေးပြောမယ်ဟုတ်သူတို့အပြင်မှာပေါ်နေတဲ့သတင်းပုံစံမျိုးမဟုတ်ဘူး เนาะဘင်္ဂလားဒေ့နဲ့လည်းဘာမှမဆိုင်ဘူးအာဆာနဲ့လည်းမဆိုင်ဘူးเนาะရခိုင်အတုနိုင်ငံသူ့ပြည်သူတွေအတွက်အရခတ်တတော်ကစူးစမ်းနေတဲ့အဖွဲ့အစည်းတရတာဖြစ်တယ်ဒါပေမဲ့သူ့ဘေးပဝန်းကျင်နိုင်ငံနေနဲ့တော့เนาะတန်ကင်းတမန်ကင်းစီးပွားကုန်သွယ်ရေးအရာတွေကိုတော့ပြုဖို့ဆန္ဒရှိတယ်ဟိုတစ်ဖက်နိုင်ငံကအကူအညီပေးလို့ proxy ကစားမဲ့တပ်ဖွဲ့မျိုးမဟုတ်ဘူးရခိုင်တပ်ဖွဲ့ကအဲ့လောက်အုံနှောက်မနှဲပါဘူးအေအေကအရခတ်တတော်က အဲ့ဒါကိုမြန်မာပြည်ကသတင်းသမားတွေတိလိုက်အရန်ကောင်းမယ်ဒီအချက်ကိုပြောချင်ပါတယ်ဟုတ်ပြီနော်ဒီလောက်ဆိုလုံလောက်တယ်ဒီထက်ပိုတေချောင်းလုံလောက်အောင်ထပ်ပြောမယ်ဆိုရင်ခုနဖြစ်ပေါ်တဲ့သတင်းတွေဟာရခိုင်ခေါင်းဆောင်တွေကို MNDA ခေါင်းဆောင်တွေလို့အကြက်တဲ့ဒုက္ခဆိုင်အောင်ဒီနေ့စကားဆစစ်လော်ဘီတွေလှော်နေတဲ့ပုံစံနဲ့တထက်တဲကြအောင်လောက်တာ conspiracy theory ဖြစ်တယ်နော်ဒါပူးပေါင်းလောက်ကြံတယ်လို့တောင်ပြောလို့ရတယ် နော်ဒါကြောင့် NUG ထောက်ခံသူတွေနော်ဟိုယောဂထားနေတဲ့သူတွေဒီနေရာမှာရတန်းရက်လိုက်ပါဒီတဲ့လုံးဝမှားပါတယ်ဟုတ်ပြီလားနော်တစ်ဆက်လေးတစ်ဖြားလေးလောက်မှန်ခဲ့ရင်ကျွန်တော်ပြပါဟုတ်ပြီလားကျွန်တော်တို့ကရှင်းတယ်ဆိုတော့ဒီလောက်တော့ကျွန်တော်ပြောချင်တယ်ရခိုင်မှာတိုက်နေတဲ့ရဲဘော်တွေခေါင်းဆောင်တွေနော်ပြီးတော့ရခိုင်လူမှုရေးအသင်းအဖွဲ့တွေနော်အုံနှောက်မနေကြပါဘူးလို့ကျွန်တော်ပြောချင်တယ်နော်ခင်ဗျားတို့အုံနှောက်နေနေနဲ့လှော်နေတာတစ်ဖက်လူကိုခင်ဗျားတို့ ဒုက္ခရောက်အောင်တစ်ဖက်ရဲ့လွတ်လပ်ရေးကိုတိခိုက်အောင်တစ်ဖက်ရဲ့ကြိုးပမ်းအားထုတ်ပုတ်တွေကိုအခက်ခဲဖြစ်အောင်လုပ်နေတယ်လို့ကျွန်တော်မြင်တယ်။ဟုတ်ပါလားဒါတစ်ချက်နှစ်ချက်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ပြောချင်တယ်ရွေးကောက်ပွဲကဘူမေအောင်လိုင်းကျင်းပကွင့်2008အခြေခံဥပဒေမှာပေးမထားပါဘူးပုံမှန်429 428 429တို့တွတ်ကြည့်ပါဟုတ်ပြီနော်ဆိုတော့ဒီသူဖွဲ့ထားတဲ့ UEC ကလည်းအမှန်တော့ဂျားပြအစိုးရအဖွဲ့တစ်ခုဖွဲ့ပြီးတော့မှ ဂျားပြအစိုးရကလုတ်ပေးတဲ့ရွေးကောက်ပွဲမျိုးဖြစ်ရပါမယ်။သူတို့က2008ကိုကိုးကွယ်နေတဲ့ကောင်တွေဆိုတော့သူတို့ဥပဒေတော်သူတို့ကမလိုက်နာဘူး။အခုမှမလိုက်နာဘူးလို့ခင်ဗျားတို့မပြောနဲ့။အရင်တော့လည်းမလိုက်နာဘူး။လိုက်နာဖို့လည်းရေးထားတာမဟုတ်လုတ်ချင်အောင်လုတ်ဖို့တော့ရေးထားတယ်။ဒါပေမဲ့နိုင်ငံတကာကိုချပြတဲ့အချိန်မှာသူတို့ဥပဒေနဲ့မြောက်မီးနဲ့မြောက်ကိုပြန်ချီရပါတယ်လို့ကျွန်တော်ပြောခဲ့ပါတယ်နော်။ဆိုတော့ဒါဒီအားလုံးလွဲချော်နေတယ်။ဥမာရွေးကောက်ပွဲကျင်းပမယ်ဆိုရင် election မလုတ်ခင်6လအလိုမှာမာရှယ်လော်တွေအကုန်ရုပ်သိမ်းပေးရပါလိမ့်မယ်။ ပုံမှန်429မှာရှိပါတယ်။အဲ့တော့ဖတ်ကြည့်ပါ။ဒါကျွန်တော်မာရှယ်လောဘလူးလုံးရုပ်သိမ်းပြီးတော့သူပဲပြောနေတယ်လေ။ဆိုတော့ပြီးတော့ဒီရွေးကောက်ပွဲကိုသူကျင်းပဖို့အတွက်သူ့မှာအဲ့ဒီ authority တွေမရှိပါဘူး။ခင်ဗျားတို့ထင်နေလို့ပါ။လုံးကြည့်လိုက်ပါ။နောက်တစ်ခါမြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲမဖြစ်လို့အခုတော်လှန်နေကြတာမဟုတ်ရွေးကောက်ပွဲလိုအပ်လို့တော်လှန်နေကြတာမဟုတ်ဘူး။ရွေးကောက်ပွဲလုပ်လဲဘာမှဖြစ်လာမှာမဟုတ်ဘူး။နော်လက်နဲ့ကင်ထားတဲ့လူတွေလက်နဲ့လာအပ်ဆရာလဲအကြောင်းမရှိဘူး။ရွေးကောက်ပွဲမှာပါဝင်တဲ့ပါတီတွေကလည်း မြန်မာနိုင်ငံငြိမ်းချမ်းရေးရမယ်ဆိုပြီးတော့အာမခံရတဲ့ပါတီတရားဝါမရှိဘူး။ဒါနံပါတ်2အချက်ကျွန်တော်ပြောတာပါ နော်။ရှင်းရှင်းပြောရင်ပေါင်းပြီးတော့ခွင်ရိုက်တာပါ။တနည်းအားဖြင့်ပြောရရင်တော့စကလုံးရိုက်သွားမှာဆိုလို့ပါဗျာ။ပြစ်တစားကိုအတွင်းကန်လွဲပေးကြတာပါ။ပြစ်တစားလူများတော့အတွင်းကန်ညစ်ပတ်နေပြီဗျာ။နော်မင်းအောင်လှိုင်တို့ကအဒါကြောင့်ပြစ်တစားကိုအတွင်းကန်လဲပေးတဲ့အနေနဲ့ဒီပါတီတွေဝင်ပူးပေါင်းဆောင်ရွက်တယ်လို့ကျွန်တော်နားလည်တယ်။ ါဒါနံပါတ်1ပြောတာပါနံပါတ်3ကတော့မြန်မာနိုင်ငံရဲ့အနာဂတ်နဲ့ပတ်သက်ပါတယ်မြန်မာနိုင်ငံရဲ့အနာဂတ်ကဘာလဲလို့ပြောရမလဲဆိုရင်တထုံးရှိအခြေခံဥပဒေမှာအခန်းတက်မှာကိုမှနိုင်ငံသားတပ်ဖွဲ့တွေနိုင်ငံသားတပ်ဖွဲ့တွေဖြတ်တန်းခွင်ယာယီအခြေချခြင်းနော်လာရောက်အခြေဆိုင်ခြင်းခွင့်မပြုထားပါဘူးဗျာအဲ့ဒါကိုယခုကြမ်းခိုင်ရေးဥက္ကရာခင်ကြီးနဲ့လက်ရှိမြန်မာစစ်ကောင်းဆောင်ကဥပပေါင်းပြီးတော့ဒီရွေးကောက်ပွဲကို သူတို့ဘာသာသူတို့ကျင်းပပြီးသူတို့ဘာသာသူတို့အနိုင်ယူပြီးတော့အခြေခံဥပဒေကိုအဲ့ဒီနေရာမှာသူတို့ကသွားပြင်ကျင်းတာပါတိုင်းပြည်လုံခြုံရေးအမျိုးသားအကျိုးစီးပွားအတွက်သူတို့ရေးထားတဲ့စာကြမ်းတော်ကျွန်တော်မှရှိတယ်တိုင်းပြည်လုံခြုံရေးနဲ့အမျိုးသားအကျိုးစီးပွားတို့ကိုရှေ့ရှုခြင်းအလွန်ကမိဖက်နိုင်ငံများဤလက်နက်ကင်တပ်ဖွဲ့များနဲ့လဲပူးပေါင်းဆောင်ရွက်ခွင့်ရှိရမယ်ဆိုတာ အာဆက်လို့လှုပ်ချင်လို့ဒီရွေးကောက်ပွဲကိုလှုပ်တာပါဗျာအဲ့ဒီလိုရွေးကောက်ပွဲမှာဒီအခြေခံဥပဒေကိုလွတ်တော်ခေါ်ပြီးပြင်လိုက်မယ်ဆိုရင်ရုရှားတို့တရုတ်တို့ ဘယ်လာရော့တို့မြောက်ကိုရီးယားတို့မြန်မာနိုင်ငံမှာအကျွေးနဲ့သူတို့စစ်တပ်တွေဝင်လာပြီးတော့မင်းအွန်လိုင်းတို့ဆက်လက်အာဏာရတီဖို့အတွက်တိုက်ကြခိုက်ကြပြီးဗမာပြည်ကြီးပြာကြအောင်ဖန်တီးတဲ့ရွေးကောက်ပွဲရလက်နဲ့ဖြစ်ပေါ်လာမဲ့အခြေခံဥပဒေပြင်ဆင်မှုရဲ့အနောက်မှာရရှိမဲ့အနာဂတ်အကျိုးဆက်တစ်ခုလို့ကျွန်တော်မြင်တယ်လက်ရှိကိုကြံ့ခိုင်ရေးပါတီကရုရှားကိုတွားတောင်းနေတာတုံးကြိမ်အောင်ရှိပါပြီဟိုကပြောတယ်ငါတို့ကမင်းတို့အခြေခံဥပဒေမှာပိတ်ဆို့ထားတာကို ပေါ်ပေါ်တင်တင်ကြီးတော့လှုပ်လို့မရဘူးတင်တန်းလာပေးတာနီးပညာပို့ချတာလောက်တော့ရတယ်ဒါကနိုင်ငံတကာမှာလည်းဒီတိုင်းပဲရှိတယ်သို့တော့တက်ကြီးတက်ငယ်နဲ့ဝင်လာပြီးတော့မြမပြည်ကနော်တော်လှန်နေတဲ့အဖွဲ့စည်းတွေတိုင်းရင်းသားတွေကိုခြေမုံဖို့အတွက်ကတော့အခြေခံဥပဒေကိုပြင်ဆင်ပြီးမှသားလေကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်ခုနဲ့နိုင်ငံတစ်ခုစစ်ရေးစီးပွားရေးနိုင်ငံရေးတန်တမာရေးမဟာမိတ်ဖက်အရာပူးပေါင်းဆောင်ရွက်တဲ့ဆိုတဲ့ခေါင်းကင်ခေါင်းစဉ်အောက်ကနေ ဝင်လာဖို့အတွက်တိုင်းပြည်ကိုပြာချဖို့အတွက်ဒီရွေးကောက်ပွဲကိုထင်ကြီးတို့ကအနိုင်ယူပြီးတော့ဒီအခြေခံဥပဒေကိုနိုင်ငံခြားတပ်တွေပါမြန်မာနိုင်ငံရဲ့လုံခြုံရေးနဲ့အကျိုးစီးပွားကိုပူးပေါင်းဆောင်ရွက်လျက်အလို့ငါဆောင်ရွက်ပိုင်ခွင့်ရှိသည်ဆိုတာကိုပြဋ္ဌာန်းကျင်လို့ဒီရွေးကောက်ပွဲကိုလောက်တာဘာလို့ကျွန်တော်ပြောကျင်တယ်ဟုတ်ပြီနော်နောက်တစ်ခါနံပါတ်၄ခင်ဗျားတို့တော်လှန်နေတဲ့အဖွဲ့အစည်းတွေကျွန်တော်ကတော့ပြတ်တယ်ကျွန်တော်ပြတ်တာတော့ဘယ်သူမှမတူအောင်ပြောလိုက်မယ်ခင်ဗျားတို့ ဘေးနှခမ်းသားတွေလိုက်သိမ်းနေလို့မရဘူးမြို့ကြီးတွေတိမ်မအခုစစ်တိုင်းနေခင်ဗျားတို့တိမ်တာဒီကောင်တွေဆက်ဆက်ခါသွားပြီမြို့ကြီး၆မြို့ကျန်တယ်အဲ့ဒီ၆မြို့ကျွန်တော်ခင်ဗျားတို့ဟင့်လေးပေးလိုက်မယ်မန္တလေးပါမယ်ရန်ကုန်ပါမယ်ပဲခူးပါမယ်ကျန်တဲ့၃မြို့ကိုယ့်ဘာသာကိုစဉ်းစားလိုက်အဲ့ဒီ၆မြို့မှာ၃မြို့ကျရင်မင်းအောင်လိုက်နေစရာမရှိတော့ဘူးဒါနဲ့မင်းအောင်လိုက်တေလို့မရဘူးမင်းအောင်လိုက်ထွက်ပြေးလို့မရဘူးအမိဖမ်းရမယ်အဲ့တော့မှကျွန်တော်တို့တရားစီရင်မှုဆိုတာနော်ပြည်သူလူထုတွေရဲ့ နိနာမှုဆိုတာအဲ့ဒီမှာထာဝရနောင်ဖြစ်လာမဲ့စစ်ကောင်းဆောင်တွေစစ်ပတ်ဆိုင်ရာအရာရှိတွေအာလုံးသင်ကန်းစာရအောင်ဥပဒေရစီစဉ်နိုင်မဲ့အခြေအနေမျိုးကိုရောက်မှာမင်းအောက်လိုက်လုံးဝသေလို့မရဘူးကျွန်တော်ဒီကောင်သေသွားမှကြောက်နေတယ်ဒီကောင်သေသွားရင်မြမပြည်အနာဂတ်မျိုးဆက်တွေအတွက်တရားမျှတမှုနဲ့အမှန်တရားကိုရတော့မှမဟုတ်ဘူးလို့ပဲပြောရင်းနဲ့ညီကောင်ချုပ်ကျင်နေဗျာကိုရှယ်လေးပါအားလုံးချစ်တဲ့ခင်နဲ့ကျမချမ်းသာကြပါစေဘေးကင်းကြပါစေဗျာ